ဒီနေ့များလုံးပဲမင်္ဂလာပါရှင် Starlight Day Story Channel ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါဖတ်ပြပေးခြင်းနဲ့ပုံမြင်လေးရဲ့ခေါင်းစဉ်ကတော့ခြေရွာကိုခြောက်လန့်နေတဲ့နတ်ဆိုးမှဒါမှမဟုတ်ပျောက်ဆုံးနေတဲ့ယောက်ျားများဆိုတဲ့ခေါင်းစဉ်နဲ့ပုံမြင်လေးကိုဖတ်ပြပေးခြင်းပါတယ်တစ်ချိန်ကမြန်မာပြည်အလဲပိုင်းတာယာလှပတဲ့ရွာလေးတစ်ရွာဖြစ်တဲ့ရွာသေးကြီးဆိုတဲ့ရွာမှာ ကောင်းဆိုးဝါးတွေရဲ့ရံကနေပြီးတော့လုကင်းနိုင်ခြင်းမရှိခဲ့တဲ့နေ့တွေရက်တွေရှိခဲ့ပါတယ်။ဒီနေ့ညနေမောင်ရင်ပြိုးတည်နေရွာသူရွာသားတွေကထိတ်လန့်တကြားနဲ့အိမ်မှာပုန်းနေကြရတဲ့အနေတွေလည်းရှိခဲ့ပါတယ်။အဲ့ဒီကြောင့်ကတော့နတ်ဆိုးမတအူကညတကောင်ရဲ့အချိန်တိုင်းမှာရွာလေးကိုဝင်ရောက်ပြီးတော့ရွာကအမျိုးသားတွေကိုရွေးချယ်ဖမ်းဆီးခေါ်ဆောင်သွားလို့ရှိတဲ့အတွက်ကြောင့်ပါ။ရွာသားတွေရဲ့စကားရဆိုရင်တော့ အဲ့ဒီနဲ့ဆိုမှကအရက်အမောင်းမြင်မှပြီးတော့ဇပင်ရှိတွေကသူ့မရဲ့မျက်နှာကို ဖုံးလွှမ်းပြီးတော့အနီရောင်မျက်လုံးနေနဲ့ကြီးလိုက်တာနဲ့ကြောင်ရုံထိမ့်နေမှုတွေဖြစ်သွားကြတယ်လို့ဆိုကြပါတယ်။ရတတ်တဲ့ဘက်အများစွာကြောင်အဲ့ဒီရွာတွေကအမျိုးသားတွေကဇတိုင်းဆိုသလိုပျောက်ဆုံးနေကြရ။ရွာရဲ့နေစဉ်ဘဝမှာရတတ်လို့နေနေဖြစ်နေခဲ့ပါတယ်။ရာခင်းထဲမှာအလုံးလုံးကင်သူတွေဈေးသွားဈေးတာလုပ်တဲ့သူတွေကလည်းမရှိတလို့ပဲဖြစ်နေခဲ့ပါတယ်။ ယောက်ျားသားတွေမှန်းသမျှနေအိမ်ထဲကနေလုံးဝမထွက်ရဲကြတော့ပဲဖြစ်နေခဲ့ရရှာပါတယ်။ဒီလိုနဲ့ရဲတွေကြားလာတော့နန်းစူမာကဖန်စည်းစရာယောက်ျားသားကအရန်ကိုရှာပါလာတဲ့အတွက်သူအရန်ကိုဒေါသထွက်လာပြီးတော့အာရင်ချင်းနေလာခဲ့ပါတယ်။အဲ့ဒါကြောင့်သူ့ရဲ့နန်းစူမာပုံစံကိုဖျောက်ဖျက်ပြီးတော့ပြည့်ရ၃ရက်ဆုံးဖြတ်လိုက်ပါတယ်။သူကဘသူမှတန်တဲ့မဝင်နိုင်စေဖို့အတွက် အသားရေဝင်ပါဆိုပြီးပြီးတော့ဆပင်ရှိက အလွန်ချောမောလှပတဲ့အမျိုးသမီးတူရဲ့ရုပ်အသွင်ကိုအယောင်ဆောင်လိုက်ပါတယ်။အဲဒီနောက်မှာတော့ရွာသူရွာသားတွေအခြိုက်ဖြစ်တဲ့မြမရိုးရအစားအစာတစ်ခုဖြစ်တဲ့မောဟင်းကားကိုချက်ပြုတ်ပြီးတော့တွန်လဲအသေးလေးပေါ်မှာတင်ပြီးတော့ရွာသစ်ကြီးတဲကိုဝင်လာခဲ့ပါတော့တယ်။အဲဒီနယ်ဆိုမှာကအတန်ချူချူလေးဖြင့်ရွှေမောဟင်းကားရပြီရှင်။တပွဲမှတစ်ချက်ခွဲပါပဲရှင်။ ပူပူနေနေနဲ့စားလို့မညီတဲ့မိုးဟင်းကားကောင်းပါအားလုံးလာဝဲကြပါအောင်ရှင်။သူမရဲ့အတန်ချူတာမှုနဲ့ရုပ်ရည်လှပမှုကြောင့်ကြောက်ရွံ့ပေါအောင်နေတဲ့အမျိုးသားတချို့ပင်စိတ်ဝင်တစားနဲ့သူတို့ရဲ့အိမ်ရန်ဒါမှနေပြီးတော့ချောင်းကြည့်လာကြပါလေ။အဲ့ဒီတဲမှာမှကိုဖိုးဆိုသူနဲ့ဖိုးတာဆိုသူလည်းပါဝင်ခဲ့ပါရယ်။အရင်ဆုံးဖိုးတာကဟဲ့ကိုဖိုးမင်းမမြင်ဘူးလား။ ဒီရွာမှာတလောက်ချောတဲ့မိန်းကလေးရှိမှငါမသိပါလားကိုဖိုးကဟုတ်တယ်ဗျကျွန်တော်လည်းအံ့ဩမိတယ်ကိုဖိုးသားရဲ့တရွာထဲသားမဟုတ်တာသိကြပါတယ်သူမကဟာချောလိုက်တာကွာနတ်ဆိုးမကိုကြောက်လို့သာအပြင်းမထွက်ရတာဒါလောက်ချောတဲ့မိန်းကလေးကိုတော့ဘသူကများနတ်ဆိုးမလို့ထင်ပါလေကိုဖိုးမင်းလည်းလာစမ်းပါငါမဟုတ်ငါစားခြင်းနဲ့ ငါတို့တွေစမ်းကြည့်ကြအောင်ကွာကိုဖိုးကကျွန်တော်ကတော့လုံးဝမစားချင်ပါဘူးကိုဖိုးသားရဲ့မိုးဟင်းကလည်းမကြိုက်ဘူးနောက်မှစားပါတော့ဗျာဖိုးသားကအပြုံးမပြတ်တဲ့မိုးဟင်းကားထဲမှာထံကိုချိကပ်သွားပြီးတော့မိုးဟင်းကားတပွဲဝယ်စားလိုက်ပါတော့တယ်ဖိုးသားကမမရဲ့မမကဘယ်ကပါလဲဒီလောက်ကောင်းတဲ့မိုးဟင်းကားကိုဘာလို့ခုမှရွာကိုလာရောက်ရတာလဲဗျာ ကျူရုံနဲ့နတ်ဆိုမကဩမောင်လေးရဲ့မမကချားမျိုးကရွာလေးကျွာမှာနေတာပါအဲဒီကလူတွေကဒီလိုအရသာရှိတဲ့မို့ကိုတန်ဖိုးမထကြဘူးလေဒါကြောင့်ပဲဒီလိုအယောင်းဝယ်ကောင်းတဲ့ရွာသေးကိုစုံစမ်းပြီးတော့လာခဲ့တာပေါ့ဟိုတာကမိုးဟင်းကားရဲ့အရသာကိုလွန်စွာနှစ်သက်သဘောချသွားပြီးတော့မိုးဟင်းကားကလည်းထူချပြီးတော့အရသာရှိတယ်လို့ခံစားခဲ့ရပါတယ် ဒီလိုနဲ့နတ်ဆိုးမရဲ့မောင်းငားစာလေးကနေတိုင်းရွာတဲ့ထဲမှာဖွင့်လက်ချလာခဲ့ပြီးတော့အမျိုးသားအမျိုးသမီးမျိုးတွေစားသုံးသူများကအလွန်အများအပြားနှစ်သက်လာကြပါတယ်။ရွာသားအားလုံးနှိပါကလည်းအဲ့ဒီချော်မောတဲ့မောင်းငားတဲ့ကိုယုံကြည်လာကြပြီးတော့အပြင်ကိုပုံမှန်ပြန်ထွက်လာခဲ့ကြပါတယ်။နတ်ဆိုးမရဲ့အကြောင်းမှဖွဲ့ရအချောင်းကိုလည်းမိမိပျောက်ပျောက်ဖြစ်လာခဲ့ကြပါတော့တယ်။တနေ့တော့နနက်ခင်းမှာတော့ မန်ဆိုးဆိုတဲ့ရွာသူတယောက်ကသူ့ရဲ့ခင်မွန်ကိုထုံးနဲ့ရွာသားတူတို့နဲ့အတူမန်ဆိုးမရဲ့မွေးငါးဆိုင်ကိုရောက်လာခဲ့ကြပါတယ်။မန်ဆိုးမကလည်းချိုးသားစွာပြုံးလိုက်ပြီးတော့မွေးငါးသုံးပွဲကိုအမြန်ဆုံးပြင်ဆင်ပေးလိုက်ပါတယ်။မွေးငါးထဲမှာပြင်းအမြင့်အိတ်စိမုံအနှင်းငယ်ကိုတိတိစိတ်ရောထည့်ပေးလိုက်ပါတယ်။ဒီလိုနဲ့မန်ဆိုးနဲ့အဖော်နှောက်တို့ကမွေးငါးကိုစားတောက်လိုက်ကြပြီးတဲ့နောက်မှာတော့ကိုထုံးကချက်ချင်းကောင်းမှုပြီးတော့လဲကျသွားပါတော့တယ်။ ကိုကျော်ကအဲ့ဒီလိုတွေပြောပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားသေးတယ်တပြိုင်နဲ့နတ်ဆိုးမကမော်ဟင်းကားတဲ့အမျိုးသမီးရဲ့အယုတ်အသင်ကိုဆွတ်လို့ပြီးတော့သူမရဲ့အစင်မှန်နတ်ဆိုးမပုံစံကိုပြန်လဲဖော်ထုတ်လိုက်ပါတော့တယ်။နတ်ဆိုးမကလဲကျနေတဲ့ကိုထုံးကိုဝှေ့ကြည့်ပြီးတော့အနည်းနာမှရှိတဲ့ဒေါ့ဦးကြီးအတွင်ကိုအလင်းမြန်ပဲပြေးဝင်ပြောက်ခွေသွားခဲ့ပါတော့တယ်။ခဏကြာပြီးရဲ့နောက်မှာတော့မဆိုးကပြန်ပြီးတတိရတာပြီးတော့ သူ့ယောက်ျားကိုမတွေ့တော့တဲ့အတွက်အလန်တကြားအော်ရပြီးတော့လိုက်ရှာခဲ့ပါတယ်။ဟာကျမဘာဖြစ်သွားတာလဲ။ကျမရဲ့ခင်မုံကိုထုံးရောကိုထုံးရှင်ဘယ်ကိုရောက်သွားတာလဲ။မရဲ့အဖေါ်ကအော်အမရဲ့အမခင်မုံကနေမမကောင်းတာအိမ်ကိုပြန်သွားတာဖြစ်မှာပေါ့။ညနေပြန်လာမှာပေါ့အစိတ်မပူပါနဲ့။သူတို့ကကိုထုံးပြန်လာမယ်လို့ယူဆပြီးတော့ကိုင့်ကိုသာပြန်သွားခဲ့ကြပါတော့တယ် ီလိုနဲ့တောဦးကြီးရဲ့အလေပေါ်မှာရှိတဲ့လှုပ်ဝဲနေရာမှာနတ်ဆိုးမကသူဖမ်းဆီးခေါ်ဆောင်ထားတဲ့အမျိုးသားတွေကိုတန်လောင်အင်ကြီးတစ်ခုထဲမှာပိတ်လောင်ထားသည်ကိုတွေ့ရပါတယ်။အဲ့ဒီခန်းထဲမှာလည်းကိုထုံးအပါဝင်အမျိုးသားအများပြားရှိနေခဲ့ပါတယ်။နတ်ဆိုးမကဟာဟာကောင်းပြီရွာတဲ့ကြီးကအမျိုးသားတွေယောက်ျားတွေမင်းတို့အားလုံးကိုငါရဲ့အရှင်သခင်ငကားဆိုးအတွက်ပူဇော်ပသရတော်မယ်။ ငါကလည်းမကြခင်အင်အားကြီးမှတဲ့နတ်ဆိုးမတူဖြစ်လာပြီးတော့မင်းတို့တွေကတရားမှအသက်ရှင်ရမှာမဟုတ်ဘူးနတ်ဆိုးမကအင်အားပြန်ဖြည့်ဖို့အတွက်တရက်လင်းတရားတော်နဲ့အမျိုးသားတွေကိုစတင်ဖန်စီတော့မယ်လို့ကြေညာလိုက်ပါတယ်အဲဒီညမှာပဲနတ်ဆိုးမကဝင်ငါတဲ့ဖြစ်ပြန်လဲအယောင်ဆောင်ပြီးတော့ရွာသိကြီးရွာတွေကိုပြန်လဲဝင်ရောက်လာခဲ့ပါတယ် ဒီတခါမှာတော့နတ်ဆိုးမရဲ့ကစားကွင်းကသူမစီမအမြဲချီချူးစကားဖွင့်ပြီးတော့လာစားနေတယ်။ကိုဖိုးဆိုတဲ့ရွာသားတူပါ။နတ်ဆိုးမကကိုဖိုးလာစားတဲ့အခါမှာတော့ကိုဖိုးရဲ့မမအားနေနေလို့နည်းနည်းနားကျင်နေကွယ်။မမတို့ရွာမှာတော့ရွှေရည်ဆိုတဲ့ဆေးပြင်းတစ်ခွက်ရှိတယ်ကွယ်။အဲ့ဒါတောက်ပြီးတော့မမအားတင်းပြီးတော့ဆေးရောက်နေတာမင်းလည်းတောက်ကြည့်ပါလား မင်းလည်းအားရရှင်မမကိုတစ်ဖက်တစ်လမ်းကဈေးကူရောက်ပြီးလို့ရတာပေါ့ကိုဖိုးကလှပါတဲ့မော်ရင်ကားတယ်မရဲ့စကားကိုညင်းဆန်နိုင်ခြင်းမရှိဘဲနဲ့သူမပြီးတဲ့ဈေးကွက်ကိုယူတောင်းလိုက်ပါတော့တယ်ဒီလိုနဲ့ချက်ချင်းမဲ့တတိမိမျိုးသွားခဲ့ပါတော့တယ်နှဲ့ဆိုမကအဲ့ဒီအချိန်မှာသူမရဲ့ရုပ်စိတ်ကိုပြန်ပြောင်းလိုက်ပြီးတော့ကိုဖိုးကိုပွေချီပြီးတော့တောအုပ်ထဲကိုအလင်းမြန်မဲ့ခေါ်ဆောင်သွားခဲ့ပါတော့တယ် အဲ့ဒီမြင်ကွင်းကိုကိုဖိုးရဲ့ဇနီးမရှိကအိမ်ပြင်ပေါက်ကနေအထင်ရှားမြင်တွေ့လိုက်ရပါတယ်။ဒီလိုနဲ့မရှိကဟာဒါဒါနှဆိုးမှာပဲမောဟင်းကားတရားနှဆိုးမှာပဲအဲ့ဒါကြောင့်မလို့ရွာသားတွေကိုဒီလိုခေါ်သွားတာပဲငါယောက်ျားအမလီငါယောက်ျားပါသွားပြီမရှိကချက်ချင်းမဲ့အိမ်နီးနာချင်းဖြစ်သူမဆိုးအိမ်ကိုအပြေးလာသွားပြီးတော့အဖြစ်အပျက်အားလုံးကိုပြောပြလိုက်ပါတော့တယ် မဆိုးရီအခုငါတို့ယောက်ျားတွေကိုပြန်ကင်မဖြစ်မယ်သူတို့အလုံးမောဟင်းကားတဲ့နတ်ဆိုးမကဖမ်းခေါ်သွားတာငါတို့နတ်ဆိုးမရဲ့နောက်ကိုလိုက်သွားကြရအောင်ဒီလိုနဲ့အမျိုးသမီးဦးကကမန်ကတံပဲဒေါ့ကြီးအတွင်မှာရှိတဲ့နတ်ဆိုးမနောက်ကိုခြေတံဖောက်ဖွားနဲ့လိုက်ပါသွားခဲ့ကြပါတော့တယ်တဖြည်းဖြည်းနဲ့တောနိုင်ပိုင်းကိုရောက်တဲ့အခါမှာတော့သူတို့ရဲ့မျက်စိရှိမှမြင်လာရတဲ့အမြင်ကွင်းကြောင့်အရန်ကိုပင်ထိမ့်နဲ့တုံလို့သွားခဲ့ကြရပါတယ် ဒါကဘလို့မြင်ခွင်းလဲဆိုတော့ရွာထဲကနေပျောက်ဆုံးနေတဲ့အမျိုးသားများစွာကိုတန်လောင်အိမ်ကြီးတစ်ခုထဲမှာပိတ်နာအောင်ထားတာကိုတွေ့လိုက်ရတာပါဟာဒါဆိုရင်တော့ဒီနဲ့ဆိုမှာပဲငါတို့ယောက်ကယောက်ျားတွေကိုဖမ်းဆီးထားတာမဲ့ကြီးသူတို့အစီအစဉ်ကသူတနေ့တနေ့တယောက်စီကိုပူဇော်ဖို့စီစဉ်နေတာပဲဖြစ်ရမယ်မဆိုးအခုပြန်ရအောင် ။နေဆိုးမကငါတို့ကိုမြင်သွားရင်ဒုက္ခရောက်ကုန်မယ်။ငါတို့ရဲ့ခင်မုန်းတွေကိုကင်တင်ဖို့အခုညီဒီရွာထဲမှာပြန်ယူရမယ်လေ။ဒါပါပြန်ကြရအောင်။အမျိုးသမီးနှစ်ဦးကရွာထဲကိုအမြန်ဆုံးပြန်လာပြီးတော့ရွာသူကြီးဥဖိုးသားကို အကျိုးအကြောင်းအားလုံးရှင်းပြလိုက်ပါတော့တယ်။ဒီလိုနဲ့ရွာလူကြီးဥဖိုးသားက"အိုးဒါတော်တော်ဆိုးတဲ့ကိစ္စပဲ။ငါတို့အားလုံးဒီတိုင်ကြည့်နေလို့မဖြစ်တော့ဘူး။"ကဲ" ရွာသူရွာသားတွေအားလုံးစုပေါင်းပြီးတော့ဒီနဆိုးမကိုတိုက်ခိုက်ပြီးတော့ယောက်ျားတွေကိုကယ်တင်ရမယ်။ရွာလူကြီးရဲ့ဥစ္စာမှုနဲ့ရွာသူရွာသားတွေအားလုံးကလက်နက်ကိုစီကိုင်ဆွဲပြီးတော့ဗရီတောကြီးတွေကိုခြစ်တက်သွားခဲ့ကြပါတယ်။ဒီလိုနဲ့နဆိုးမကအလောင်းတစ်လောင်းကိုသိယူလာပြီးတော့အလောင်းဘက်ကိုရှောင်လာခဲ့တဲ့အချိန်ရွာသူရွာသားတွေရဲ့အဆူညံတဲ့ကိုကြားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာနဆိုးမကဒေါသတကြီးနဲ့လှည့်ကြည့်လိုက်ပြီးတော့ သူမရဲ့အဆင့်မှာနတ်ဆိုးမပုံစံကိုပြန်လဲရင်ဆိုင်ရင်ပြင်ဆင်လိုက်ပါတယ်။ဟေးမင်းတို့ကငါရဲ့လှုပ်ဝက်ချက်တွေကိုတိသွားကြပြီလား။ကောင်းပြီ။မင်းတို့ယောက်ျားတွေကငါအရှင်သခင်အတွက်ပူဇော်ပြီးရင်ငါရဲ့ခင်မကိုပြန်ရှင်လာအောင်လုပ်ပါ။မင်းတို့အားလုံးငါ့ကိုအရှုံးပေးရမယ်။ဒီလိုနဲ့မတ်ဆိုးကဟဲ့နတ်ဆိုးမနင်ဘာတွေလုပ်နေရလဲ။နင်ကဘာတူလဲ။ နင်းရဲ့ခင်မိုးဆိုတာကရောဘာတူလဲ။နတ်ဆိုမကမဆိုးကိုဆိုက်ချလိုက်ပြီးတော့အလောင်းပေးမှပြသလိုက်ပါတယ်။နတ်ဆိုမကဟဲ့မဆိုးနင်းကြီးစမ်း။ဟော်ဒီကအလောင်းကိုဒါဒါငါရဲ့ခင်မိုးမောင်မရဲ့အလောင်းပဲ။နင်တို့ယောက်ျားတွေရဲ့အသက်ကိုတတ်ပြီးမှငါခင်မိုးပြန်ရှင်လာမယ်လို့ငကားဆိုးကကြည်ပေးခဲ့တာ။ ဒီလိုနဲ့မဆိုးကအလောင်းနှာကိုချိကက်သွားပြီးတော့တည်တည်ချာချာစီစီကြီးလိုက်တဲ့အခါမှာထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ဟာဒါဒါငါညမအရင်မေးလိုက်ပဲမေးလိုက်နင်ပါဖြစ်ခဲ့တာလေနင်ကမောင်ပါနဲ့လက်ထက်ပြီးတော့မြို့ပေါ်ကိုတက်သွားတာမဟုတ်ဘူးလားနင်ကဘယ်တော့ကတည်ဆုံသွားရတာလဲနင်နင်ဘာလို့၅ယောက်ကြာကိုထုံးကိုပါတက်ချင်ရတာလဲ ဒီလိုနဲ့ရွာသားတွေအားလုံးထိုင်းလန်းတုံလုံးနေကြတဲ့နတ်ဆိုးမကမဆိုးရဲ့ညမမိလိုင်ဖြစ်နေခဲ့ပါတယ်။နတ်ဆိုးမမိလိုင်ကဒေါသများငြိမ့်သက်သွားပြီးတော့ငိုကြွေးကမဆိုးရဲ့ပခုံးပေါ်မှာခေါင်းတင်မိချလိုက်ပါတော့တယ်။အမန်အမပြောတာမှန်ပါတယ်။ငါကတေဆုံးသွားခဲ့တာပါ။ငါကငါတေဆုံးမှတော့ငါမသိခဲ့ပါဘူး။ ငါယောက်ျားပဲတေဆုံးတယ်လို့ငါထင်ခဲ့တာအခုလေအမဆိုးရင်ငါမှဘာရင်အမှမရှိတော့ဘူးငါခင်မို့ပြန်ရှင်အောင်လုပ်ပေးမယ်ဆိုတဲ့နဂါဆိုးရဲ့လှည့်ပြားမှုကိုငါခံခဲ့ရတာငါအရင်မှားသွားခဲ့ပြီတေပြီးသားသူကဘရောမှပြန်ရှင်လာနိုင်မှာမဟုတ်ဘူးဆိုတာလေငါအခုမှသိရတော့တယ်ဒီလိုနဲ့မဆိုးကညီမဖြစ်သူကိုတနာစိတ်နဲ့ပွေးဖက်လိုက်ပြီးတော့အနှစ်သိမ့်စကားပြောချလိုက်ပါတယ် ။နတ်ဆိုမဘွားနဲ့အနာကျင်ခန်းစားခဲ့ရတဲ့ညီမဖြစ်သူရဲ့ကံကြမ္မာကိုမဆိုတရားဝမ်းနဲ့မိနေခဲ့ပါတယ်။ဒီလိုနဲ့နောင်တရနေတဲ့နတ်ဆိုမမိလိုင်ကသူမရဲ့မကောင်းဆိုးဝါးစွန်းအားတွေကို နောက်ဆုံးမှစွန့်လွတ်လိုက်ပြီးတော့ရွာသိကြီးမှာဖန်စီထားတဲ့အမျိုးသားအလုံးကိုလှောင်ရင်တဲကနေပြီးတော့လှုပ်ပြလိုက်ပါတယ်။အမျိုးသားတွေအလုံးကလည်းအသက်ပြေမှလွတ်မြောက်သွားခဲ့ကြပါတော့တယ်။ မဆိုးနဲ့ရွာသူရွာသားတွေကမိလိုက်နဲ့သူမရဲ့ခင်မောင်မောင်မာတို့ရဲ့ရုပ်လောင်းတွေကိုမြမယူရဒလေးအတိုင်းတည်တည်ချာချာမိတကြုပ်ပေးခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ဝိညာဉ်တကူစလုံးကအေးချမ်းစွာ ကောင်းရာဘုံကို ရောက်ရှိသွားကြပြီးတော့ရွာသေးကြီးမှလည်းနတ်ဆိုမရဲ့ဘီးရံမှာလွတ်မြောက်ပြီးတော့ငင်းချမ်းတရားတဲ့ဘဝကိုရွာသူရွာသားတွေကပြန်လည်ရောက်ရှိခဲ့ကြပါတော့တယ်။ ကဲပြည့်တဲ့ကြီးရှင်ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုအမြင်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လေးပြုလုပ်ပေးခဲ့ကြဖို့မမေ့ကြပါနဲ့ရှင်